ဟယ်လိုဒီနေ့မှဖုန်ကလောက်ရလဲလွယ်ကူပြီးတော့စားလို့အရန်ကောင်းတဲ့အကျော်ဆုံးတွတ်တွတ်လေးလောက်စားဖြစ်လို့လုံနီလေးကိုလာပြီးတော့မျက်ဝေပေးမှာဖြစ်ပါတယ်ရှင်။မဖုန်ကတော့ဘူတီရဲ့ပြောင်းဖူးရဲ့တွတ်တွတ်နေရဲ့ကြော်စားမှာဖြစ်ပါတယ်ရှင်။ကိုကြိုက်တဲ့အခြားအရွက်တွေလည်းကြော်စားလို့ရပါရဲ့နော်။မဖုန်ကတော့ဒီအကျော်မုံတဆိတ်ကိုတုံးပါတယ်ရှင်။ဒီတဆိတ်ဆိုရင်အကျော်ဆုံးကြော်ရတာအရန်အဆင်ပြေတယ်ရှင်။အရင်ဦးဆုံးအကျော်အနည်းကိုစပ်ပေးထားလိုက်ပါမယ်နော်။ဆော်တာမုံအနည်းငယ်ရဲ့စားရဲ့ အရှုံမုံအနေငယ်ရဲထဲပါမယ်နော် ပြင်တော့ရေထဲပေးပါမယ်ရှင်ရေကကိုလိုတလောက်ခမှန်ပြီးတော့ထဲလို့ရပါရဲ့နော်ပြီးတော့စနုံးမုံအနေငယ်ထဲပါတယ်ရှင်ဒီလိုမျိုးအရေးပြည့်ပြည့်ဆိုရင်တော့အဆင်ပြေပါ ਈ နော်ပြင်တော့လီဘီတာဘူတီကို အရင်ထဲပေးထားလိုက်ပါမယ်နော်ဒီလိုမျိုးဆိုရင်တော့ကြော်လို့အစင်တင်းဖြစ်ပါရင်နော် ပြီးရင်တော့စီပူတဲ့ကိုတခုရှစီထည့်ပြီးတော့9မိနစ်လောက်ကြောထားပြလိုက်ပါမယ်နော်ဒီတစ်ဖက်ဟာကြက်ပြီဆိုရင်ဟိုဟိုတစ်ဖက်လည်းကြက်အောင်လို့အပြင်အလံလေးလုပ်ပြီးတော့ကြိုပေးထားလိုက်ပါမယ်နော် ကဲဒီလိုမျိုးအဝါရောင်ကျွတ်ဖြစ်ပြီဆိုရင်တော့ရပါရင်နော်ကျန်တဲ့ဟာဒီလေဒီတိုင်းပဲကြိုပေးထားလိုက်ပါမယ်နော်ဒီကျန်တဲ့အကြုံမုန်းနစ်ကိုလည်းပြောင်းဖူးနဲ့စစ်တုန်ကြီးကိုထည့်ပြီးတော့နေပေးထားလိုက်ပါမယ်နော်ပြီးရင်တော့ဘူးဒီကြော်ကြော်တလိုမျိုးပဲ9မိနစ်လောက်ကြိုပေးထားလိုက်ပါမယ်နော် kể nó sống mà đó trong khu chỗ như chết tu nhìn chỗ lấy ra bài nó nó đó a xin sắp đi thay lại bao nó a xin cái đó khi anh xin đi so thế cố nghèo tí ye nên nằm bì ye xá ye gì anh ấy nghe ye thế bị bài chứ ที่ลมยุสวยเนาะอาชินก็ลอยลอยลิ้นเนี่ยยาไปเนาะ လောက်ရလဲလွယ်ကူပြီးတော့စားလို့အရန်ကောင်းတဲ့အကျိုးဆုံးလေးရလာပါပြီနော်။ကဲစားကြပါအောင်ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။အားလုံးပဲဘိုင်ဘိုင်။